ကဲဒါပြင်ကောင်းပြီဥပုပ်ဆိုတာဘာကိုပြောတာလဲလို့ဥပုပ်ဆိုတဲ့စကားလုံးကမြန်မာစကားစစ်စစ်မဟုတ်ဘူးပါဠိစကားဥပောတထဆိုတဲ့စကားလုံးကလာတာဥပောတထဆိုတာပုတ်ခွဲလိုက်တော့ဥပနဲ့ဝတထဥပဆိုတာကျင့်စဉ်တရားနဲ့ပြည့်စုံပြီးတော့ဝတထ ကျင့်သုံးနေထိုင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်။ဆိုပါစို့ရှစ်ပါးသီလဆောက်တည်ပြီးတော့နေတယ်ဆိုတာကျင့်စဉ်တစ်ခုအဋိဌံပြီးတော့နေတာပဲ။ဒီဥပုသ်ဆောင်တဲ့အတွင်းမှာဒီအင်္ဂါ၈ပါးနဲ့အင်္ဂါ၈ပါးထဲမှာပါတဲ့အချက်နဲ့တွေကိုရှောင်ခြင်းမဲ့မလွန်ကျူးအောင် ထိမ့်သိမ်းဆောက်ရှောက်မဲ့ဆိုတဲ့မုံမြတ်တဲ့စိတ်ထားနဲ့ ဒီလိုစောင့်သုံးတာကိုချင်းသီလနဲ့ကျင့်သုံးနေထိုင်ခြင်းလို့ဒီလိုအထိပ္ပာယ်ရတယ်เนาะဒါကဥပောတ္ထဆိုတဲ့စကလုံးကနေပြီးတော့ညမမှုပြုလိုက်တဲ့အခါကျတော့ဥပုပ်ဥပုပ်ဆိုတဲ့စကလုံးကိုမှောင်ရေးရမယ်ဆိုလို့အခရာဥပါဇောင်းတစ်ချောင်းခင်နဲ့ ตากะเลนอกก็ตัดพี่တော့เยอะบုတ်ดาอุโบสถอุโบสถน่ะကိုချင်းတရားတွေနဲ့နေတာကိုချင်းတရားတွေကိုချင်းသီလတွေကိုဥပုပ်ကိုစောင့်နေဆိုတာအဲ့ဒီကိုချင်းသီလတွေကိုထိမ့်သိမ့်တာမကျိုးမပေါက်မပြောက်မကြားရအောင်ထိမ့်သိမ့်စောင့်ရှောက်တာလို့ဒီလိုအထိပ္ပယ်ရတယ် အဲ့တော့နေကလေးကမနေခင်ကလေးကရှစ်ပါးတိလာကိုခံယူဆောက်တည်လိုက်ကြတယ်ဆောက်တည်တယ်ဆိုတာဒီအတိုင်းလိုက်နာမယ်လို့စိတ်ကိုဒုံဒုံချပြီးတော့တတ်မှတ်တာပေါ့နော်ဒီကနေ့ဒီရက်မှာဆိုလို့ရှိရင်ဟောဒီအင်္ဂါရှစ်ပါးအတိုင်းဟောဒီစီကံကျဲ့အတိုင်းငါလိုက်နာမယ်လို့ကိုယ့်ကိုယ်ကိုစီကံချပြီးတော့ကိုယ်နှုတ်နှလုံးသုံးပါးချုပ်တီးပြီးတော့ စောင့်စည်းတဲ့သဘောအဓိကအပြင်ကာယကံနဲ့ဝစီကံနှစ်ခု ထိမ့်သိမ်းစောင့်ရှောက်တဲ့သဘောဘာဖြစ်လို့ဒီလိုလုပ်ရတော့လို့ဆိုတော့ကာယကံမှုကျွလွန်မှုဝစီကံကျွလွန်မှုဆိုတာကတာမအပြင်နေလိုက်လို့ရှင်လွယ်လွယ်ကူကူနဲ့ကျွလွန်ပြီးတတ်ကြတယ်အဲ့ဒီလွယ်လွယ်ကူကူနဲ့ကျွလွန်ပြီးတတ်တာတွေကိုမကျွလွန်ရအောင်လို့ဆိုပြီးတော့ ထိမ့်သိမ့်ဆောင်ရှောက်မှုတစ်ခုစီကံချပြီးတော့ထိမ့်သိမ့်ဆောင်ရှောက်ပြီးတော့နေတာမျိုးဒီလိုဆုတ်လို့ဥပ္ပဆောင်သုံးကြီးရဲ့ရည်ရွယ်ချက်ကတော့လောဘတွေရောကြဖို့ဒေါသတွေရောကြဖို့မောဟတွေရောကြဆိုလိုတာကအကုသိုလ်တွေရောနှဲသွားပြီးတော့ကုသိုလ်ဘက်ကတိုးပွားအောင်အကျင့်တရားတစ်ခုဒီနေ့ဒီရက်အချိန်ကတ်တပ်ပြီးတော့စောင့်သုံးကြတယ် အဲ့ဒီဆောင်းသုံးတဲ့ဥပုပ်ရဲ့အကျိုးကလည်းပဲအမတန်မှကြီးမားတယ်။မှန်မှန်ကန်ကန်ဆောင်းသုံးလို့ရှိရင်ရရှိရတဲ့အကျိုးကအမတန်မှကြီးမားတယ်လို့